ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်နေဝင်ချိန်တွေရောက်သွားခဲ့ပြီလားရော်နယ်ဒိုနေညဝင်လေးပြိုတယ်ဆိုမဲ့နေညိုချိန်တွေတက်ပြီးတက်ကုန်ဆုံးသွားတဲ့ချိန်မှာအသက်တွေကလည်းတက်ပြီးတက်ပိုးပြီးတော့ကြီးလာခဲ့ကြတယ်လို့ဆိုရမှာပါအသက်တွေကြီးလာလေကိုချစ်ခင်မြန်တို့ရသူတွေကိုဝမ်းနေစွာနဲ့နှုတ်ဆက်ရလေစွာအားလုံးလေးသတိထားမိခဲ့ကြပြီဖြစ်ပါလိမ့်မယ်နေရတွေကိုဘာမှမဟုတ်သူတို့ဖြတ်တန်းနေခဲ့ကြပြီ ကောင်းဆုံးသွားတဲ့နေ့ရက်တွေထဲမှာတက်တက်ပိုးပြီးကြီးသွားတယ်ဆိုတာဘယ်သူမှသတိထားမိလိုက်ကြမှာမဟုတ်ပါဘူး။တပိပိနဲ့ကောင်းဆုံးသွားတဲ့ရက်တွေနဲ့တူချစ်တော်သူတွေလည်းတပိနဲ့ဝေးကွာသွားခဲ့ကြတာဟာတယောက်ပြီးတယောက်လို့ဆိုရမှာပါ။အဲ့လိုအချိန်တွေကောင်းဆုံးတဲ့အသက်တွေကြီးသွားကြတဲ့လူသားတွေထဲမှာခရစ်စတီယာနိုရော်နယ်ဒိုဆိုတဲ့ပေါ်တူဂီသားကစားမကြီးလည်းပါဝင်ဖြစ်ပါတယ်။ခရစ်စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတွင်မှအသက်40ပြည့်ထားခဲ့သူတယောက်ဖြစ်ပြီးတော့ခုချိန်ထိဘောလုံးလောကအထူးကစားမဖြစ်ရှိနေကြတာကိုမြင်တွေ့ထားခဲ့ရပါတယ်။အထူးကစားမတယောက်ဖြစ်ပေမဲ့အရင်လိုမျိုး တော်တော်လက်လက်တိတ်ပြီးတော့မရှိတော့တာကိုလည်းမင်းတွေးထားခဲ့ရတာဖြစ်ပါတယ်။ကိုစိန်စီရိုနယ်ဒိုအဆော်ရီလီမှာလည်းသူ့ရဲ့အောင်မြင်မှုတွေဟာတဖြည်းဖြည်းချင်းစုပ်ယုပ်လာနေခဲ့တာကိုမြင်တွေ့လာပြီဖြစ်ပါတယ်။စိတ်သွားတိုင်းကိုမပါတော့လားဒါမှမဟုတ်တယောက်တည်းရုံးကန်နေရတဲ့ရဲဝန်းတစ်ခုမှာအားရီကုံသွားတော့မှလားဆိုတာမင်းကထောက်အောင်လို့ဖြစ်နေခဲ့ပါတယ်။ဘာကြောင့်ခုလိုပြောရတာလဲဆိုရင်တော့စီရိုနယ်ဒိုဟာပြီးခဲ့တဲ့တနေ့ကကစားခဲ့တဲ့အာရှချန်ပီယံလိပွဲစဉ်မှာပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်အဆင့်ကနေလှည့်ပြန်ခဲ့ကြပြီး အစိုးရပွဲစဉ်ပြီးမှကိုကိုမချေမနက်အပြစ်တွေတင်ပြီးတော့ဝမ်နေမြိုက်တွေကြားနေကြတဲ့အထိကိုမြင်တွေ့လာရတာဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝမ်နေစပတ်တို့ကိုနိုင်ငံတကာပေါကြီးတိုင်းဖုတ်ဘောကိမှကစားလို့ရပါပြီ။ဝမ်နေစပတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းပေါ်ကမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံး93လုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဇော်ရီထိပ်သည် NSR အသင်းဟာဂျေလီမှာအလေလက်အဆင့်သာရှိတဲ့ကာဝါဆာကီအသင်းကိုအိမ်ဝင်းမှာ3-2ဂိုးနဲ့မန်ထီမာပဲရှုံးလင်းခဲ့ရတာကြောင့်အာရှချန်ပီယံလိဂ်ဆီမီဖိုင်နယ်အဆင့်ကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။ NSR အသင်းမှာရှော်နယ်တို့ပြင်မာနေဂျွန်ဒူရန်တို့လိုပရီးမီယာလိဂ်နာမည်ကျော်ကစားမဟောင်းတွေပါဝင်ခဲ့ကြပြီးဘောလုံးပိုင်ဆိုင်မှု85ရာခိုင်နှုန်းဂိုးပေါက်ကန်ချက်22ဂျိန်ထိပြုလုပ်နိုင်ခဲ့ပေအရေးပါတဲ့ခြေပါကိုမသွင်းနိုင်လို့အိမ်ဝင်းမှာပဲအဆုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ NSR အသင်းဟာရီယာဒီဆော်ရီပရိုလိမှာထိပ်ဆုံးကအေဒီယန်နဲ့ရှစ်မှတ်กว่าအဆင့်3နေရာမှာရပ်တည်နေပြီး ဇော်ရီဘင်းဖလားပြိုင်ပွဲကနေလည်းထွက်ခဲ့ရဖြစ်တာကြောင့်ဒီယာဒီမာဆူရနယ်ဒိုကဖလားလက်မဲ့မှတ်တမ်းဆိုးနဲ့ရင်ဆိုင်သွားဖို့လည်းရှိနေတာဖြစ်ပါလေအသက်40ရွယ်ရှိဖြစ်တဲ့ဆူရနယ်ဒိုကအန်နာစာကိုစတင်ပြီးရောက်ရှိလာခဲ့တဲ့2020ဒီဇင်ဘာလကနေခုချိန်ထိအာရက်ကလပ်ချန်ပီယံစ်ကပ်တလုံးတည်းကိုသာရရှိနိုင်ခဲ့ပြီးတော့ဂျန်ရဲ့အဓိကဆူဖလားတွေတစ်ခုမှရယူနိုင်ခြင်းမရှိသေးပါဘူးအခုလဲအာရှချန်ပီယံလိဖလားကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်ပွဲပြီးကွင်းထဲမှာဆူရနယ်ဒိုကဂိုးသွင်းခွင့်နဲ့လဲချော်ခဲ့တဲ့အတွက်ကိုကိုကို မချေမနက်နဲ့ဒေါသပေါက်ကွဲနေခဲ့သူဝမ်းနဲ့မြိုက်နေလဲကြလို့နေခဲ့တာပါလူမှုကွန်ရက်ပေါ်မှာစရော်နယ်ဒိုကတခါလေကြာရင်အိမ်မက်တွေအမှန်တကယ်ဖြစ်လာဖို့အချိန်တစ်ခုစောင့်ရပါတယ်ကျွန်တော်အသင်းတွက်ဂုံယူမိပြီးတော့ကွင်းထဲမှာကျွန်တော်အစွမ်းကုန်အားထုတ်ပြီးတော့ကစားပေးခဲ့ကြပါတယ်ကျွန်တော်ဘက်ကနေရုံချင်းမရှိရက်တီပြီးတော့အားပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်ဆိုပြီးရေးသားသွားခဲ့ပါတယ်စရော်နယ်ဒိုအာရှချန်ပီယံလိဖလားပြိုင်ပွဲမှာဆီမီဖိုင်နယ်ဆင်းကနေထွက်ခွာခဲ့ရသလိုမျိုးသူ့ရဲ့မဟာပြိုင်ပွဲကြီးဖြစ်တဲ့လီယိုနယ်မက်ဆီကလည်းကွန်ကာကပ်ဖလားပြိုင်ပွဲမှာဆီမီဖိုင်နယ်ဆင်းကနေလှည့်ပြန်ထားခဲ့တာဖြစ်ပါတယ် တချိန်ကဆူပလာအောင်မြင်မှုနဲ့ဘလွန်ဒီယောဆုအတွက်အပြိုင်ဆိုင်ဖြစ်ခဲ့တဲ့ဂုံကြီးနှစ်ပါးအခုတော့ဥရောပပြိုင်ပွဲတွေပြင်ပမှာကစားရင်းဆူပလာတလုံးစီကိုကိုစီလက်လွတ်သွားခဲ့ရပြီလည်းဖြစ်ပါတယ်။ဇုံနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။